ွန့်လွတ်ခြင်းနဲ့ရယူခြင်းတခုကိုဆွန့်လွတ်ပြီးတော့တခုကိုရတယ်အရာခသိန်းဟာတခုကိုဆွန့်ပြီးတော့မှ နောက်တခုကိုရယူချတာအဲ့ဒီလိုရယူတဲ့အခါမှာတန်ဖိုးခြင်းကြည့်ဖို့လိုအပ်တယ်ပေါ့ကိုယ်ဆွန့်လွတ်လိုက်ရတဲ့တန်ဖိုးကများသလား ရလိုက်တာကများသလားအမြဲတမ်းစဉ်းစားပြီးတော့ကြည့်ဖို့လိုတယ်အမြဲတမ်းဆင်ခြင် သုံးသပ်ဖို့လိုတယ်လောကမှာလူတွေကပြောကြတယ်ဆွန့်လွတ်လဲရတာကတန်ဖိုးကြီးပြီးရလိုက်တာကနည်းတယ်ဆိုလို့ရှိရင်တော့ဆုံးရှုံးနေနာတယ်လို့ဒီလိုပြောကြတာပေါ့လောကီဘက်ကပြောကြတယ်ဆုံးရှုံးနေနာတယ်ပြေးလဲရတာအများကြီးရလိုက်တာနည်းနည်းလေး ဤတချို့ကြတော့ပေးလိုက်ရတာကနည်းနည်းလေးရလိုက်တာကအများကြီးဆိုတယ်ဒီလိုရှိတယ်အဲ့တော့ဘုန်းကြီးတို့တွေဘာပဲလှုပ်လှုပ်ဆွန့်လွတ်လိုက်ရတာနဲ့ရလိုက်တာဒီနှစ်ခုဟာအမြဲတမ်းနှိုင်းရှင်ပြီးတော့ဆင်ញင်စဉ်းစားဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့ဆင်ញင်စဉ်းစားတဲ့အခါမှာလောကီအမြင်နဲ့လောကီအတွေးနဲ့ချိန်မလား လောကီရဲ့ရှုထောင့်ကကြီးမလားသူတော်ကောင်းတွေရဲ့ရှုထောင့်ကကြီးမလားဆိုတော့ဒီကြည်တာနှစ်ခုရှိသေးတယ်လောကီရှုထောင့်ကကြီးမယ်ဆိုလို့ရှိရင်ကိုယ်ရှိတဲ့ပစ္စည်းဥစ္စာတခုကိုစွန့်လိုက်ရတယ်ဆိုရင်ဘလူဒါနလောက်တယ်ဆိုရင်လောကီရှုထောင့်ကကြီးမယ်ဆိုရင်လှူလိုက်ရတာပစ္စည်းတွေကုန်သွားသည့်အတွက်ကြောင့်ညက်တယ်လို့လူတွေကသိပြီးတော့မထင်ဘူးဘာဖြစ်လို့တော့ဆိုတော့ လှူလဲရတဲ့ဖြင့်ကိုယ်မှာဆုံးရှုံးသွားတာတွေကအများကြီးပဲစွန့်လဲရတာအများကြီးရလဲရတာကြတော့ကိုယ်ကမမြင်ရတော့တချို့ကြတော့လောကီရှူတော့ကကြည့်ရင်ရှုံးနေတယ်လို့ထင်နေကြတယ်နောက်တချို့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းပဲအရှုံးမြတ်တွက်တာဟာလောကီလူသားတွေအရှုံးမြတ်တွက်ပုံနဲ့ ရိယသူတော်စင်တွေရဲ့အရှုံးမြတ်တွက်ပုံဟာလည်းအမတန်ကွာခြားတယ်ဆိုပါစို့ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးမှာအချို့ချို့ပုံကိုယ်တွေဆိုပါစို့ဥပုသ္တိလာဆောင်းသုံးတယ်ဥပုသ္တိလာဆောင်းသုံးနေတဲ့အခါမှာ အကယ်၍ညာသာမစားဘူးဆိုလို့ရှိရင်ငါယောဂဝေဒနာတွေတိုးလိုက်မယ်ညာသာမစားလို့မဖြစ်ဘူးဆိုပြီးတော့ဥပုပ်ကိုချပြီးတော့ညာသာစားတယ်အဲ့ဒါနှစ်ခုကိုနည်းနည်းနှိုင်းရှင်ပြီးတော့ခြေပေါ်ဆွန့်လွန်လိုက်တာက ဥပုပ်ရယူလိုက်တာအာဟာရ အဲ့ဒီနှစ်ခုရဲ့တန်ဖိုးကို ကြည့်မယ်ဆိုရင်တမန်အားဖြင့်လူတွေတွေးတာတော့အေးအသက်ရှင်ဖို့ကရေးကြည့်တယ်လို့ဆိုပြီးတော့ဘာကိုဆွန့်လွတ်လိုက်တုံးဆိုတော့သူဘုတ်တီလာကိုဆွန့်လွတ်လိုက်ပြီးတော့ညသာစားခြင်းဆိုတဲ့အာဟာရနဲ့ခန္ဓာကိုယ်ကို ဖြည့်တင်းပေးလိုက်ကြတယ်အဲ့ဒီကိစ္စဟာ ။တမန်အရတွေးတွေးမယ်ဆိုလို့ရှိရင်မှန်ကန်တဲ့လောက်ရလို့ပဲဒီလိုပြောကြမှာ။အဲဆိုကျမ်းမာရေးအတွက်လုပ်တယ်ဒါမှကျမ်းမာပဲလို့အတွက်နဲ့ဒီလိုသို့သောအရိယသူတော်ရှင်နေနဲ့တွေ့မယ်ဆိုလို့ရှိရင်တန်ဖိုးမရှိတဲ့အရာကိုရယူပြီးတန်ဖိုးရှိတဲ့အရာကြီးကိုဆုံးလွှတ်လိုက်တာလို့ဒီလိုပြောရမှာ။ဘာဖြစ်လို့လဲဆိုဥပုသ္တိလရဲ့တန်ဖိုးကအမတန်မှမြင့်တယ် ဥပုပ်ကိုချပြီးတော့စားလိုက်တဲ့ညစာရဲ့တန်ဖိုးကဘာမှမရှိဘူး။သို့တော့လူတွေကတွေ့တယ်အဲ့ဒါကို မှန်တယ်လို့ပဲတွေ့တယ်ပေါ့နော်။ဧရိယသူရစင်နေရှူတော့ကနေ ကြည့်မယ်ဆိုလို့ရှိရင်ဥပုပ်ကိုချပြီးညစာစားတာဟာတန်ဖိုးမရှိတဲ့အရာနဲ့တန်ဖိုးရှိတာကိုလဲလိုက်တယ်။ဒီလိုအိဗယ်ပဲရသွားတယ်။ ။ဘာဖြစ်လို့လို့ဆိုဥပုပ်တိလရဲ့တံပိုးကအမတန်မှကြီးမားပြီးတော့စားလိုက်ရတဲ့ညသာတဏ္ဍရဲ့တံပိုးကဘာမှမရှိဘူးတဲ့။ပြောမယ်ဆိုရင်တိလနဲ့အစာအာဟာရကိုလဲလိုက်တာလို့ဒီလိုအဓိပ္ပာယ်ရနေတယ်ပေါ့။ဒါကြောင့်မို့တကယ်သူတော်ကောင်းတွေတံပိုးကိုတိတဲ့သူတော်ကောင်းတွေကြတော့တချို့ကြသေးခြင်းသေးပါစေမစားဘူးဆိုတာ နာရဝိန်တထေးအိမ်မှာအလုံးလုံးတဲ့အလုံးသမားတယောက်ဟာဥပုံနေဆိုတာသူ့ကိုဘယ်သူမှမပြောသေးတဲ့အတွက်ကြောင့်မနေ့စောစောတည်းကအလုတ်ခွင်ကို ထွက်သွားတယ်။ပြန်ရောက်လာတဲ့အခါကျတော့အိမ်လူအိမ်သားတွေကအလုံးဥပုံဆောင်ကြတယ်။သူတယောက်အတွက်ပဲထမင်းချက်ထား။ထမင်းချက်ထားတဲ့အခါကျတော့ ခတိုင်းလိုစီစီကားကားမရှိတော့သူကမေးကြည့်တယ်။အာဒီနေ့ဥပုပ်နေအလုံးဥပုပ်ဆောင်နေကြတယ်။မင်းတယောက်တည်းအလုံးလုံးလုံးမင်းအတွက်ပဲချက်ထားတယ်ဆိုတော့သူ့စိတ်ထဲမှာဘလို့ထင်သွားတော့ဆိုဩကျန်တဲ့လူတွေဥပုပ်ရတယ်ငါတယောက်ဥပုပ်မရအောင်အဲ့တော့ဥပုပ်ကခုချိန်ဆောင်ရင်ရအောင်မလားလို့အနာရဝိန်တထေးကိုသွားပြီးတော့မေးတဲ့အခါညာတဝိန်လေးကအေးညာထွက်ဝဲလေးတော့ဥပုပ်ရသေးတာပေါ့ ထက်ဝက်ဥပုပ်တော်ရတာပေါ့ဆို။ဒီသူများလို့အပြည့်မရခြင်းနေပဲစီလုံးဝမရတာနဲ့ဆိုင်တဝက်ရတာကောင်းတယ်လို့ဆိုပြီးအစာမစားတော့ပဲဥပုပ်ဆောက်တည်တယ်သူ။ညရောက်တဲ့အခါကျတော့နေလေလည်းပင်ပင်ပန်းပန်းအလုံးလုံးထားအစာမစားရတဲ့အခါကျတော့ညကျတော့နေထလာပေါ့နော်။အဲ့ဒါလို့လေထသည့်အတွက်ကြောင့် ဘိုက်တွေအမတန်မှနားလာတယ်နားလာတော့မနေနိုင်မထိုင်နိုင်ဖြစ်လာတဲ့အခါကျတော့သူ့ကိုစတုမတုစတဲ့ဆေးတွေကျွေးဖို့တိုက်တွန်းတယ်စားဖို့တိုက်တွန်းတယ်သို့တော့သူ့စိတ်ထဲမှာငါရတာမှညထက်ဝက်ဥပုပ်ကလေးရတာကြံတဲ့လူတွေရောစားသလားဆိုကြံတဲ့လူတွေကမလို့အလို့မစားဘူးယောဂရှင်စားကောင်းတယ်လို့ အဲ့ဒီလိုယောဂရှင်စားကောင်းတယ်လို့ဆိုပြီးတော့ပြောတော့သူကလက်မခံသူချင်းသေးပါစေဥပုံနဲ့ပဲသေးမယ်ဆိုပြီးတော့အသေးခံလိုက်တယ်ဒါအဲ့ဒီပုဂ္ဂိုလ်ရဲ့လောက်ရကအမတန်မှမှန်သွားတယ်ဒီညထက်ဝဲဥပုံဆောင်လိုက်တာကြောင့်မို့လို့သူကနောက်ဘဝကျတော့ဘုန်းတော်ကြီးတဲ့ယောဂဇောကြီးတွားပြီးတော့ဖြစ်တာ မလဲဘူးသူက ဥပုပ်တိလနဲ့အစာအာဟာရနဲ့မလဲဘူးပေါ့နောက်ဆုံးမှာအသက်နဲ့တောင် မလဲပဲနဲ့ဒီလိုစောင့်တာအဲ့တော့ကြောင့်မို့လို့စွန့်လွတ်ခြင်းနဲ့ရယူခြင်းဒီနှစ်ခုကအများရန်ချိန်ထိုးပြီးတော့ကြီးတဲ့နေငါစွန့်လိုက်တာကတန်မိုးကြီးသလားရလိုက်တာကတန်မိုးကြီးသလားတခါတရံကျတော့ စွန့်လိုက်တာတွေကတံပိုးကြီးပြီးရလိုက်တာကတံပိုးမရှိတာရတာမျိုးလေးဖြစ်တယ်တခါတရံကြတော့ရလိုက်တာကတံပိုးမရှိုံနဲ့မကဘူးဝန်တော့ဝန်ဘူးဖြစ်သွားတာရှိသေးတယ်အကုသိုလ်တွေရသွားရင်တကယ်ကိုဝန်တော့ဝန်ဘူးကြီးဖြစ်သွားတာအဲကုသိုလ်ကောင်းမှုကိုစွန့်ပြီးတော့အကုသိုလ်လုံးလိုက်တယ်ဆိုလို့ရှိရင်တော့တကယ်ကိုဝန်တော့ဝန်ဘူးကြီးပါဖြစ်သွားတယ်အလွန်ပြောင်းပြန်ဖြစ်သွားနိုင်တယ်ပေါ့ ဒါကြောင့်မို့အရိယသူတော်ကောင်းတွေကတော့ဒီနှစ်ခုကိုအမြဲတမ်းတန်ဖိုးခြင်းတွက်ချက်ပြီးတော့ကြီးတဲ့သဘောရှိတယ်ပေါ့ဘုရားလောင်းတော်ကြီးကန္နယသိဆိုရင်လူဘဝတော်ကအလွန်ချမ်းသာတယ်တထေးကြီးမိဘဆွေမျိုးတွေကထားခဲ့တဲ့ပစ္စည်းဥစ္စာတွေအကုန်လုံးသူပိုက်ဆိုင်တော့ ရွှေတိုင်းငွေတိုင်းဗန္ဒာတိုက်တွေကိုဖွင့်ကြည့်တဲ့အခါအလွန်အလွန်များပြားလာတဲ့ရွှေတွေငွေတွေစင်းရင်းစရာနဲ့အတ္တေဒါကအဘိုးလက်ထက်ကရှာထားတဲ့ပစ္စည်းဒါကမိဘလက်ထက်ကရှာထားတဲ့ပစ္စည်းနဲ့အစည်းစဉ်တကြစင်းရင်းမှတ်ထားတာတွေကိုကြည့်တဲ့အခါဆွေ90မျိုး90ကပစ္စည်းဥစ္စာတွေထိအောင်ဗန္ဒာတိုက်မှာစနစ်တကျသိမ်းထားတဲ့ဒီပစ္စည်းတွေကိုကြည့်ပြီးသူဘယ်လိုစဉ်းစားလိုက်လဲလို့ဆိုရင် ဩဒီပစ္စည်းဥစ္စာတွေကိုငါရဲ့ဘိုးဘွားမိဘတွေဟာရှာပြီးတော့သူတို့တမန်တော်ဘုရားပြောင်းသွားတဲ့အခါအကုန်ထားပြစ်ခဲ့ကြတာပါလားသူတို့ယူသွားတာဘာတွေများယူသွားလဲအလုံးဟာသူတို့မြတ်နိုးပြီးတော့ရှာဝေထားတဲ့ပစ္စည်းဥစ္စာတွေအကုန်လုံးထားခဲ့ကြတာပါလားဆိုတာစဉ်းစားရင်းကနေပြီးတော့ငါဘာကိုယူသွားရမလဲ ငါလည်းပဲသူတို့လမ်းကြောင်းတိုင်ဆိုရင်ဒါတွေထားခဲ့ရမှာနောက်ဆုံးမှာငါခန္ဓာကိုယ်ကြီးပဲငါထားခဲ့ရမှာအဲတော့လောကမှာအနိတ္တရအမြတ်ဆိုတာဘာလဲလို့သူစဉ်းစားတယ်ဒါတွေကမစဉ်းစားလို့ရှင် မသိဘူးအလုံးဟာစဉ်းစားပြီးတော့ကြည့်တဲ့အခါကျတော့သူကဘယ်လိုတွေးမိလာသလဲဆိုရင်ပစ္စည်းဥစ္စာတွေတဲကို အနိတ္တရလိုက်ရှာကြည့်တယ် ဒီရွှေတွေငွေတွေပစ္စည်းဥစ္စာတွေဟာတကယ်ရောအနှစ်ရှိတာဟုတ်ကဲ့လားသူတို့ရဲ့အနှစ်သာရဟာဘာလဲလူတွေမှာစိတ်ထဲမှာပစ္စည်းဥစ္စာပေါ်မှာအာကိုတစ်ခုပြူတာပဲရှိငါမှဘာရှိတယ်ဘာရှိတယ်ခက်ခဲကြုံရင် သုံးမယ်ဆိုပါစို့ဘာမှငါငွေတွေဘယ်တော့အပ်ထားလဲယရဏပစ္စည်းတွေငါမှရှိတယ်ဒါလေးကိုစိတ်ထဲမှာအာကိုတာ အားကိုးနေတာအဲ့ဒါကိုအားကိုးတာဖြစ်နေတယ်။အဲ့ဒီကိုအားကိုးတဲ့ပစ္စည်းတစ်ခုဟာတကယ်တော့ကိုအားကိုးတဲ့အတိုင်းဖြစ်သလားလို့ဆိုဖြစ်တာလည်းရှိတယ်မဖြစ်တာလည်းရှိအားကိုးတဲ့အတိုင်းမဖြစ်တာတွေလည်းအများကြီးပဲအဲ့တော့ဒီပစ္စည်းဥစ္စာတွေက ကြီးလိုက်မယ်ဆိုလို့ရှိရင်ဇန်သူမျိုး၅ပါးနဲ့ဆက်ဆံပြီးတော့ နေသည့်အတွက်ကြောင့်ပစ္စည်းဥစ္စာတွေဟာကိုကအားကိုးတဲ့အတိုင်းဖြစ်ချင်မှဖြစ်တယ်။သေချာချင်မှသေချာတယ်မသေချာတဲ့အနေထားတွေမှာရှိတယ်။အဲတော့ကန္နသရူသားကသူစဉ်းစားလိုက်တဲ့အခါဘာစဉ်းစားမိတုံးဆိုရင်သူစဉ်းစားပုံလေးကပစ္စည်းဥစ္စာဆိုတာယံမြို့၅ပါးနဲ့တွေ့ကြုံဖြည့်ဆည်းလို့ရှိရင် ပါသွားတာပဲပြည့်စည်သွားတာပဲမခိုင်ပါဘူး။ ကိုပိုင်လိုက်တယ်လို့မရှိဘူး။ဗန်ထဲမှာထားတဲ့ပစ္စည်းလည်းကိုပိုင်ရင်မှပိုင်မယ်။မိကန်တစ်တာတဲ့ထားတဲ့ပစ္စည်းလည်းကိုပိုင်ရင်မှပိုင်မယ်။ကိုပိုင်နေဆိုတဲ့အရာတွေဟာကိုပိုင်ရင်မှပိုင်မယ်။အားလုံးဟာဆွတ်လွတ်ပြီးတော့သွားကြတာဆိုသည့်အတွက်ကြောင့်ကိုပိုင်နေလို့စိတ်ကသာ ထင်မှတ်ပြီးတော့နေပြီ။တကယ်ပိုင်တာမဟုတ်ဘူး။ဘာဖြစ်လို့မပိုင်ဘူးလို့ပြောတော့ဆို ဒီဘဝအဆုံးသတ်သွားတာနဲ့ဒီပစ္စည်းတွေဟာသူ့အတွက်ဘာမှမဟုတ်တော့ဘာမှမဟုတ်တော့သုတိစိတ်ကလေးကြာသွားတာနဲ့တကြိမ်နဲ့ဒီပစ္စည်းတွေဟာအကုန်လုံးထားပစ်ခဲ့ပြီးသားဖြစ်သွားပြီဒါကြောင့်ငါမပိုင်ဘူးဒါငါယူသွားလို့မရဘူးအားလုံးထားခဲ့ရမှာဒါကြောင့်ဒီပစ္စည်းဥစ္စာတွေတဲကယူသွားလို့ရတာဘာလဲလို့ဆိုလို့ရှိရင်ဒီပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ရလိုက်တဲ့ ကုသိုလ်စေရနာလေးဝန္တာပိတိလေးငါပိုင်တဲ့ပစ္စည်းတွေနဲ့ဘုရားကို ပူဇော်လိုက်တယ်တရားကိုပူဇော်လိုက်တယ်တန်ခါကိုပူဇော်လိုက်တယ်ငါလှူဒန်းလိုက်ရတယ်ဆိုတော့ဒါနကောင်းမှုဒါနစေရနာလေးဟာဒါသာလင်ကိုအတွက်အမြတ်ပဲသုတိစိတ်လေးကြာသွားပြီတဲ့နောက်ပိုင်းမှာ ဟောဒီစေရနာတွေကဘဝတန်တရားမှာ စင်စက်မပြတ်မိမိကိုလိုက်ပြီးတော့အကျိုးပေးနေတာဖြစ်တော့ကြောင်းဒါလေးကထားခဲ့ရတဲ့အရာမဟုတ်ဘူးယူသွားရတဲ့အရာပဲကိုယ်နဲ့အမြဲပါနေတဲ့အရာပဲအဲ့တော့ပါနေတယ်ဆိုတာဘယ်လိုလုပ်ကြည့်ရမလဲလို့ဆိုလို့ရှိရင်လူဘွားရောက်လာတဲ့ပုံကိုယ်တွေကို ချိန်ထိုးကြည့်ပေါ့လူဘွားရောက်လာတဲ့ပုံကိုယ်တွေဟာပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ချမ်းသာတဲ့အိမ် ရောက်လာတာရှိတယ်အလက်တန်းအလက်တန်းသားအိမ်ရောက်လာတာရှိတယ်ဆင်းရဲတဲ့အိမ်ရောက်လာတာရှိတယ်။ဟောအဲ့ဒါလို့ဘာကြောင့်ကွဲနေတာပါလဲလို့မေးလိုက်လို့အကြောင်းရှာလိုက်မယ်ဆိုရင်အတိတ်ဘဝကဒါနကောင်းမှုရှိခဲ့တာနဲ့မရှိခဲ့တာပဲအမှရှိခဲ့တဲ့ပုံကိုယ်တွေကြတော့ပြည့်စုံလာတဲ့အမတန်မှပြည့်စုံတဲ့ချမ်းသာတဲ့အိမ်မှာသွားပြီးတော့လူဖြစ်ရတယ်။အေးဒါနကောင်းမှုအနည်းငယ်သာရှိတဲ့ပုံကိုယ်တွေကြတော့ တမန်ပြည့်စုံရုံနေုံထိုင်ရုံနေတာရုံထိုင်တာရုံရှိတဲ့နေရာမျိုးမှာလူသွားဖြစ်တယ်။ဒါနကောင်းမှု ချိုးတက်ခဲ့တဲ့ပုံကိုယ်တွေအဲ့ဒီပုံကိုယ်တွေကျတော့အလုံးကိုဆင်းဆင်းရဲရဲတဲ့အိမ်မှာမပြည့်မစုံသွားပြီးတော့လူဖြစ်ရတယ်ဆိုတော့ဒါကြည့်လိုက်တာနဲ့ပဲကိုယ်တိတ်ဘဝကလောရတဲ့ရဲ့ဒီပုံပေါ်နေတာဟာအမတန်မှထင်ရှားတယ်ပေါ့ဒါကြောင့်မို့ ကန္နသရူသားကသူကစဉ်းစားလိုက်တာဒီပစ္စည်းဥစ္စာတွေဟာယန္တမယုံ၅ပါးနဲ့ဆက်ဆံနေသည့်အတွက်ကြောင့်မခိုင်မြဲဘူးဒီနေ့ကျတော့လဲထားပြခဲ့ရမယ်အဲ့ဒီထဲကနေပြီးတော့ယူသွားလို့ရတာဘာလဲလို့ဆိုဒါတွေကိုလှူတန်းပြီးတော့စွန့်လွတ်နိုင်တဲ့စာကတနည်းအားဖြင့်ပြောရင်အလောဘ ဒီပစ္စည်းတွေပေါ်မှာတွေ့တာတဲ့လောဘကိုဖယ်ရှားပစ်လိုက်နိုင်တဲ့အလောဘအလောဘရဲ့ယုံကြည်ချက်တတ္တာတရားရဲ့ဒီစေရနာစွမ်းအားရဲ့ဆိုတဲ့ဒီကုသိုလ်ကောင်းမှုတွေကြတော့ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာကိန်းသွားတာဖြစ်သောကြောင့်ဘဝတန်တရားမှာမိမိစိတ်အစဉ်မှာစင်စဲမပြတ်ဒါကကိန်းပြီးတော့ဒီဘဝမှာတယ်မကဘူး ဒီဘဝမှာဒီစိတ်ဖြစ်တယ်လို့နောက်ဘဝမှာလည်းဒီစိတ်မျိုးကဆက်ဖြစ်လာတတ်တယ်ဆက်ဖြစ်လာတယ်စဉ်စဲမပြတ်စိတ်အစဉ်မှာမပြတ်ခင်းသွားတယ်ဒါကြောင့်မို့လို့ပစ္စည်းဥစ္စာကိုစွန့်လှူတဲ့ဒါနကုသိုလ်ဒါနစေရနာတည်တာလင်းပစ္စည်းဥစ္စာကတို့ရလိုက်တဲ့အမြတ်ပဲလို့အဲ့ဒီလိုမြင်သွားတယ်မြင်သည့်အတွက်ကြောင့်စွန့်လွတ်လိုက်တာကပစ္စည်းဥစ္စာရလိုက်တာက ဒါနစေရနာကုသိုလ်အဲ့ဒီနှစ်ခုရဲ့တန်ဖိုးကိုချိန်ပြီးတော့ကြည့်လိုက်ဆွန့်လွတ်လိုက်တဲ့ဟာနဲ့ရလိုက်တာနဲ့ဘသူကတန်ဖိုးကြီးလဲလို့ပြန်ပြီးတော့ချိန်ကြည့်လိုက်တဲ့အခါမှာလောကီအမြင်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှင်ဆွန့်လွတ်လိုက်တာတွေက အများကြီးဒီလိုထင်ရတယ်ရလိုက်တာကဘာမှလဲမသိလဲရဘူးရတဲ့ပုဂ္ဂိုလ်ကလွယ်လို့ဘာမှမသိလဲရဘူး ဝန္တာအာရပီတိဖြစ်တာလေးပဲကိုရလိုက်တယ်ဆွန့်လျရတဲ့ပစ္စည်းတွေကအများကြီးလို့ဒီလိုတွက်လိုက်မယ်သို့တော်အရိယသူတော်စင်နေကြတော့လောကီပစ္စည်းဥစ္စာဆိုတာဘလောက်တန်ဖိုးရှိရှိဘဝအဆုံးတတ်တာနဲ့ထားခဲ့ရတယ်ဒီကြားထဲမှာလည်းပဲရေမင်းမင်းခိုးသူမချစ်မနစ်တဲ့တော့အမွေခံသားဆိုသမီးဆိုဆိုတာတွေနဲ့တွေ့လို့ရှိရင်ပါသွားအောင်မယ်လူကတော့လေပစ္စည်းဥစ္စာကိုဆော့ ပစ္စည်းဥစ္စာကတော့လေလူကိုစွန့်ဆိုတဲ့အခြေအနေတွေဟာမျိုးမျိုးရှိတာပဲတခါတည်းရန်ပစ္စည်းဥစ္စာက လူကိုစွန့်သွားတယ်တခါတည်းရန်လူကပစ္စည်းဥစ္စာတွေကိုစွန့်သွားတယ်ဟောစွန့်ကြတာကြီးပဲအဲ့ဒီဘက်ကကြီးလိုက်မယ်ဆိုလို့ရှိရင်ရလိုက်တဲ့ဟာကတန်တရာထဲမှာကိုယ်ပိုင်တဲ့ပစ္စည်းအနေနဲ့ရလိုက်တာဖြစ်လို့နိဗ္ဗာန်ထီအောင်အကျိုးပြုနိုင်တဲ့ကုသိုလ်တရားမျိုးရလိုက်တာဖြစ်တော့ ူတော်သကောင်းတို့အမြင်နဲ့ကြည့်မယ်ဆိုရင်အေးဆွန့်လွန်လိုက်တဲ့ပစ္စည်းကဘာမှတန်ဖိုးမရှိဘူးရလိုက်တာကပိုတန်ဖိုးရှိတယ်လို့ဒီလိုမြင်တယ်။နောကီလူတွေကတော့ဆွန့်လိုက်ရတာအများကြီးရလိုက်တာကဘာမှမရှိဘူးလို့ဟောပြောင်းပြန်မြင်တယ်ပေါ့။နောက်သူကဆက်ပြီးတော့စဉ်းစားပြန်တယ်။ဒါပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့သူဒါနကောင်းမှုကိုရအောင်ယူသွားမယ်အနှစ်သာရဖြစ်တဲ့ဒါနကောင်းမှုကိုရအောင်ယူမယ်လို့ ဒီလိုစိတ်ထဲမှာနှလုံးသွင်းပြီးတော့သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုစွန့်လွတ်လှူဒန်းလိုက်တဲ့အားလုံးနောက်တစ်ခုသူစဉ်းစားတာကခန္ဓာကိုယ်ကြီးအတွက်ကိုစဉ်းစားတယ်လူတိုင်းလူတိုင်းဟာကိုယ်ခန္ဓာကိုယ်ပေါ်မှာတွေ့တာမှုရှိတယ်အသက်ရှည်ဖို့ကျန်းမာဖို့အလေးထားကြတယ်မထားရဘူးလားဆိုထားရပါတယ်သို့သော တွေ့တာမှုကိုအခြေခံပြီးတော့ သူနဲ့ပဲအချိန်ကုန်ပြီးတော့မနေတင်မှုပေါ့ညာသောအဖြစ်တွတာမှုတဲ့အပြင်မှာသူနဲ့အချိန်ကုန်ပြီးတော့ကောင်းတဲ့ကုသိုလ်တွေမရလိုက်ဘူးဆိုရင်ဒီခန္ဓာကိုယ်ကြီးတဲ့ကကိုဘာမှအမျက်မရလိုက်ဘူးသူ့ကိုနေစင်တဲ့အမြရေမိုးချိုးပေးရတယ်အစာရေစာစားပေးရတယ်နေစင်လိုက်ကြည့်မယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ဝတ္တရားတွေကိုလူတိုင်းလူတိုင်းဟာဆောင်ရွက်နေကြတာ မနေ့မိုးလင်းတဲ့အချိန်ကစပြီးတော့မျက်နှာသိရတယ်။တန်ရှင်းစင်ကြယ်အောင်လုပ်ရတယ်။အကုန်လုံးကခန္ဓာကိုယ်ကြီးရဲ့အတွက်တွေအကုန်လုံးနေရ။အစာစားပေးရတယ်။ဖီးလင်းရတယ်၊ပြင်ဆင်ရတယ်၊သူ့အတွက်ကြီးပဲအကုန်လုံး။အဲ့ဒီထဲကနေပြီးတော့မှခန္ဓာကိုယ်အကြောင်းပြုပြီးတော့ကုသိုလ်လေးတစ်ခုမှမရလိုက်ဘူးဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးကလည်းနေ့စဉ်နဲ့အမျှတနေ့ပြီးတနေ့ကိုယ်က ယူရပြင်ဆင်ရင်ကနေအိုးအိုလာတာသူကအိုးအိုလာပြီးယောဂရတဲ့အချိန်ကျရသွားတယ်တေတဲ့အချိန်ကျသူကတေသွားရောဒီခန္ဓာကိုယ်ကြီးကိုပြည့်စုံယူရရင်ကို့မှာဘာတစ်ခုမှမရလိုက်ဘူးဆိုရင်ဒါအမတန်မှဆုံးရှုံးတာကြီးပေါ့မစွန့်လွတ်လိုက်ရတဲ့ကိုပေးလိုက်ရတဲ့အချိန်တွေကအများကြီးရလိုက်တော့လည်းဘာမှမရလိုက်တော့ဘူးကိုယ်ကခန္ဓာကိုယ်ကြီးအတွက်နဲ့အချိန်ပေးလုံနေရတဲ့ဟာတွေကအများကြီးပဲ ဘာမှလည်းမရလိုက်ဘူးဆိုရင်တိတ်ဆုံးရှုံးသွားတာပေါ့ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့အမြတ်ထုတ်ဖို့လိုအပ်တယ်တဲ့ဘာအမြတ်ထုတ်မလဲလို့ဆိုရင်ကြည့်နားကိုအသုံးပြုပြီးတော့တရားနာတယ်ဖျားဟောတဲ့တရားတွေတတ်နိုင်တယ်ဗျနားတယ်ဒါခန္ဓာကိုယ်ကြီးကိုအသုံးပြုလိုက်တာပဲအသုံးပြုပြီးရလိုက်တဲ့ကုသိုလ်ပဲမျက်စိကိုအသုံးပြုပြီးတော့ဇေဒီပထိုးဖျားတွေဖူးမြော်တယ်တံငါတွေကိုဖူးမြော်တယ် ဟောရမျက်လုံးကိုသုံးချလိုက်တာခန္ဓာကိုယ်ကြီးကိုကပ်နေပြီးတော့ကုသိုလ်ရေးအတွက်သုံးချလိုက်တာဖြစ်တယ်ခန္ဓာကိုယ်ပင်မညောင်းညာမှုအဓိကပြဏနာမထားဘဲနဲ့တရားဓမ္မတရားဘာဝနာပွားတယ်ဟောဒါခန္ဓာကိုယ်သုံးချပြီးတော့ရလိုက်တဲ့ကုသိုလ်ခန္ဓာကိုယ်ကဘလောက်ပဲဒီညနေချိန်မှာသာဒသာဒဥပုသ္တိလာကိုငါမကျိုးအောင်ဆောင်မယ် ဒီနေ့ခန္ဓာကိုယ်ကနေပြီးတော့ရလာတဲ့တိလခန္ဓာကိုယ်ကိုအသုံးချပြီးတော့ရလာတဲ့တိလပါဏာတိပါဒအမှုပါရှောင်းလိုက်မယ်အာရိဏရဏရှောင်းလိုက်မယ်ကာမေသူမိစ္ဆာသာရရှောင်းလိုက်မယ်မုဒ္ဒဝါရကရှောင်းလိုက်မယ်သူရမေရိယကရှောင်းလိုက်မယ်ဆိုရဲငါးပါးတိလခန္ဓာကိုယ်ကိုအသုံးချပြီးတော့ငါးပါးတိလရလိုက်တယ်ဥပုံနေတွေမှာတရင်နေတွေမှာ၈ပါးတိလရလိုက်တယ် ဆိုဟောရရလိုက်တာတွေအလုံးဟာ ခန္ဓာကိုယ်အသုံးချလို့ရတာတွေကြည့်ပဲအကုန်လုံးအဲ့ဒီလိုမှမရဘဲနဲ့ခန္ဓာကိုယ်အကျိုးပြုတဲ့အလုပ်တွေပဲလုပ်ပြီးတော့အချိန်ကုန်သွားမယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးကဒီတိုင်းထားလဲအိုသွားမှာပဲနာသွားမှာပဲနောက်ဆုံးကျတော့သေဆုံးသွားမှာပဲကိုယ့်အတွက်ဘာတစ်ခုမှရလိုက်မှာမဟုတ်ဘူး ဲ့တော့ပေးလိုက်ရတဲ့အချိန်တွေကအများကြီးရလိုက်တာကဘာတစ်ခုမှမရှိဘူးလို့ဆိုလို့ရှိရင်ဆုံးရှုံးနေတာမူကြီးတစ်ခုပဲပေါ့အေးဒါကြောင့်မို့လို့ခန္ဓာကိုယ်အကြောင်းပြုပြီးတော့ဥပုံနေတိုင်းသီလစောင့်တိမ်မယ်ဆိုရင် သီလရလိုက်တယ်နေ့စဉ်နဲ့အများ၅ပါးသီလမကြိုးမပေါက်မပြောင်းမကြောင်း ထိမ့်သိမ်းဆောက်ရှောက်တယ်တရားပွဲတွေသွားပြီးတော့တရားနာတယ်နော်အိတ်ချင်ပေမဲ့လို့မအိတ်ဘူး တရားဓမ္မကျင့်တယ်ကြိုးကုန်အာထုတ်တယ်လို့ခန္ဓာကိုယ်ကို သုံးချပြီးတော့ကုသိုလ်ရေးဘက်ကများများရအောင်ကြိုးစားအာထုတ်လိုက်မယ်ဆိုရင် ဟောဒီခန္ဓာကိုယ်ကြီးတဲ့ကအမျက်တည်းဘုန်းကြီးတို့တွေရလိုက်ကြမှာပါအဲ့ဒီလိုမှမလုပ်ဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်ကရလိုက်တာကိုယ်မှာဘာတစ်ခုမှမရှိဘူးပေးလိုက်ရတဲ့အချိန်နေတာဆုံးရှုံးပြီးတော့အမျက်တစ်ခုမှမရဘူးလို့ဒီလိုစဉ်းစားတယ် အဲ့တော့ကဏ္ဍသူတို့သားလေးခန္ဓာကိုယ်နဲ့ပတ်သက်ပြီးစဉ်းစားပုံက तू ကဘာတော့ဆိုရင်အေးခန္ဓာကိုယ်ကြီးဆိုတာဘ ഹു ရောဂသာဒါရဏဘာဝေနအတ္တရတ္တဣမတကာယတ္တယောဂဝေဒနာတွေနဲ့မတန်ဆက်ဆံနေတယ်ဟောဒီခန္ဓာကိုယ်ကြီးဆိုတာအလွယ်တကူယောဂရဖို့အစဉ်နေမယ်အဲ့ဒီလိုယောဂတွေနဲ့ဆက်ဆံနေတဲ့ အနှစ်သာရမရှိတဲ့မခိုင်မာတဲ့ဟောဒီခန္ဓာကိုယ်ကြီးကနေပြီးတော့သီလကိုဆောက်တည်လိုက်မယ်ဆိုရင်ခန္ဓာကိုယ်ကြီးကိုသုံးချခန္ဓာကိုယ်ကိုအလိုမလိုက်ဖဲနဲ့ဒါနကောင်းမှုလုံးမယ်သီလဆောက်တည်မယ်ကမ္မထံဘာဝနာအထုတ်မယ်ဆိုလို့ရှိရင်ဒါအနှစ်သာရခန္ဓာကိုယ်ကိုသုံးချပြီးရလိုက်တဲ့အနှစ်သာရတွေပဲလို့နှလုံးသွင်းတယ်ပေါ့ဆင်ခြင်စဉ်းစားတယ်ပေါ့ဟုတ်လဲဟုတ်တာပဲတကယ်စဉ်းစားကြည့်မယ်ဆိုရင် အဲ့ဒီရလိုက်တဲ့အနှစ်သာရကြတော့ခန္ဓာကိုယ်ရဲ့တံပိုးနဲ့ရလိုက်တဲ့သီလရဲ့တံပိုးကနှိုင်းချင်လို့မရဘူး။ဘာဖြစ်လို့တော့ခန္ဓာကိုယ်ရဲ့တံပိုးကဘာမှမရှိဘူး။ဒီအသိစိတ်လေးအတက်ကလေးထင်ရှားရှိနေတုန်းသာလေဟောဒီခန္ဓာကိုယ်ကြီးကဒီအတုံးဝင်နေတယ်လို့ရှိတာဇီဝိချုပ်သွားတာနဲ့တပြိုင်နက် ောဒီခန္ဓာကိုယ်ကြီးကအသုံးမဝင်လို့ဘယ်သူမှသိမထားဘူးလူတွေဟာအကုန်လုံးစွန့်ပစ်ကြရတာကြီးပဲဆိုတော့သူ့ရဲ့တန်ဖိုးဟာဒီမာတယ်ပဲကြဆင်းသွားတယ်ပေါ့အသက်ဇီဝိတအဆုံးနာတဲ့တပြိုင်နက်ခန္ဓာကိုယ်ရဲ့တန်ဖိုးလည်းပဲပြီးဆုံးသွားတယ်တီလာကြတော့အဲ့ဒါလိုမဟုတ်ခန္ဓာကိုယ်ကရလိုက်တဲ့တီလာဟာဒီဘဝတည်းမကဘူးဘဝပေါင်းမြောင်များစွာဆက်ပြီးတော့သွားသေးတယ် ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကရလိုက်တဲ့သီလရဲ့တန်ဖိုးကပိုးတန်ဖိုးချီးတယ်လို့စွန့်လွတ်လိုက်ရတာနဲ့ရယူလိုက်ရတာနှစ်ခုဒီလိုစဉ်းစားရမှာပေါ့ဟောနောက်တစ်ခုကပါလဲလို့ဆိုရင်အသက်ရှင်နေမှုနဲ့အသက်ရှင်နေတုန်းအနစ်တရာရဖို့အသက်ဆိုတာဟာလူတိုင်းလူတိုင်းမှာ ဒီအသက်ကလေးရှိနေမှလူတွေဟာ ပြောဆိုနိုင်တယ်သွာလာနိုင်တယ်လှုပ်ရှားနိုင်တယ်အဲ့ဒီအသက်ဟာလည်းပဲအင်မတန်မှတူထောင်းတယ်ဖြစ်ပြီးပြက်နေတဲ့ဖြစ်ပြက်အစဉ်မြတာဖြစ်တယ်သို့တော့ဖြစ်ပြက်အစဉ်မြတ်ဖြစ်တော့လည်းပဲအသက်ဇီဝိတလေးဟာကံကြမ္မာမကုံသေးဘူးဆိုလို့ရှိရင်ဆက်လက်ဆက်လက်ရှင်သန်ပြီးတော့ဖြစ်ပြီးတော့အတိတ်အတိတ်ပြန်ပြီးတော့ဖြစ်နေတယ်အဲ့ဒီလိုဖြစ်နေတဲ့ ဒီအသက်ဇီဝိတလေးဟာ အမတန်မတူတောင်းလို့အနှစ်သာရကင်းမဲ့တဲ့အရာလေးပဲဖြစ်တယ်။သူ့ရဲ့တန်ဖိုးဟာဘာမှမရှိဘူး။ခဏလေးအတွင်းမှာပျက်စီးသွားနိုင်တယ်။အဲ့ဒီအနှစ်သာရမရှိတဲ့သီလတဲ့ဒီအသက်ကလေးတဲကနေပြီးတော့အနှစ်သာရကိုဘယ်လိုထိုးရမလဲလို့ဆိုတာစဉ်းစားကြည့်လိုက်တဲ့အခါကျတော့ကမ္မထံဘာဝနာ ကမ္မထံအားထုတ်တယ်တရားနှလုံးသွင်းတယ် တရားနာတယ်ဆိုတာအသက်ထင်ရှားရှိနေတော့တာလုံးလို့ရတဲ့ကိစ္စလေးပေါ့ဒါကြောင့်မို့လို့ဒီအသက်ရှိနေတဲ့အချိန်ပိုင်းလေးမှာဒုဒေတွေဟာတရားဘာဝနာကြိုးစားအထုတ်ခြင်းဖြင့်ဒီအသက်ကရလာနိုင်တဲ့အကျိုးတရားတွေကိုဒုဒေတွေရမှာပဲလို့ဒီလိုနှလုံးသွင်းရမှာဖြစ်တယ်ကန္နသရူသားလေးကလည်းအဲ့ဒီလိုပဲနှလုံးသွင်းတယ် အသက်ဆိုတာအမတန်မှတူတောင်းနေတူတောင်းတဲ့အသက်ကနေပြီးတော့ငါအမြတ်ရအောင်ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဟောဒီအသက်ကိုအကြောင်းပြုပြီးတော့ရလာနိုင်တဲ့မြင်မာတဲ့အသိဉာဏ်တွေတမာရီစွမ်းအားတွေပညာစွမ်းအားတွေအသိဉာဏ်စွမ်းအားတွေဒါတွေရယူခြင်းသာလဲအသက်ရှင်နေတဲ့အချိန်ရဲ့တန်ဖိုးပဲဖြစ်တယ်လို့ဆိုပြီးတော့ အသက်ရှင်တဲ့အချိန်ပိုင်းကနေပြီးတော့ရယူလိုက်တဲ့အနှစ်သာရတွေကိုသူစဉ်းစားပြီးတော့ထုတ်ယူတယ်။အဲဒါလို့မှ မဟုတ်ဘူးဆိုလို့ရှိရင်အသက်လေးကနောက်ထပ်ပြန်မဆက်ထားတဲ့ကြိုင်နဲ့တန်ဖိုးကလုံးဝမရှိတော့ဘူး။အဲဒီတန်ဖိုးကအကန့်အသတ်နဲ့ပဲရှိတယ်။အဲဒီအသက်ရှင်တုန်းလေးချင်းကြံကြိုးကိုအထုတ်လိုက်တဲ့တမာတိစွမ်းအားတို့ပညာစွမ်းအားတို့ရဲ့တန်ဖိုးကြတော့ ဒီဘဝနဲ့မကဘူးဘဝပေါင်းမြောက်များစွာထိအောင်မိမိရဲ့တဏ္ဍမှာအစဉ်ဆက်မပြတ်လိုက်ပါပြီးတော့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေမှာဖြစ်တယ်။ဒါကြောင့်မို့လို့ဘာဝနာလုပ်ငန်းတစ်ခု လုပ်တာဟာအသက်သေးကရလိုက်တဲ့တန်ဖိုးလေးတစ်ခုပဲတဲ့။အဲ့တော့ပြန်ပြီးတော့ဖျားလောင်းကဏ္ဍသူတို့သာစဉ်းစားသူတို့စဉ်းစားမယ်ဆိုရင်ဒါနကောင်းမှုဒီပစ္စည်းဥစ္စာတွေကရလိုက်တဲ့ အမြတ်ဟာဌာနကောင်းမှုပဲဖြစ်တယ်။ခန္ဓာကိုယ်ကြီးကရလိုက်တဲ့အမြတ်ဟာသီလကုသိုလ်ပဲဖြစ်တယ်။အသက်ကရလိုက်တဲ့အမြတ်ဟာသမထဝိပဿနာဆိုတဲ့ဘာဝနာကုသိုလ်ပဲဖြစ်တယ်။ဒါကြောင့်မို့တကယ်လောကမှာမြတ်တဲ့အရာဆိုတာဒါနရယ်သီလရယ်ဘာဝနာရယ် ဒီကုသိုလ်၃မျိုးသာဖြစ်တယ်လူ့ဘဝရလာတဲ့အချိန်မှာအဲ့ဒီကုသိုလ်၃မျိုးမှကုသဏ္ဍာမှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ပေးလိုက်ရတဲ့ဟာတွေကများပြီးတော့ရလိုက်တဲ့အမြတ်ဟာဘာတစ်ခုမှမရလိုက်ဖ ೇನೆ ဘဝတစ်ခုဟာအပြည့်တတ်သွားကြမှာကမ္ဘာလောကကြီးမှာကြည့်ရင်ဒါနကုသိုလ်လည်းမရလိုက်ဘူး သီလကုသိုလ်ဆိုတာလည်းမရလိုက်ဘူးဘာဝနာကုသိုလ်ဆိုတာလည်းမရလိုက်ဖ ೇನೆ ဘဝတစ်ခုအပြီးတတ်သွားတဲ့ပုဂ္ဂိုလ်တွေဟာမြောက်များစွာရှိတယ်ပေါ့အဲ့ဒီမြောက်များစွာထဲမှာတို့တွေတွေတော့ဒီလိုမဖြစ်ရအောင်အမြဲတမ်းတတိတံပဇင်ညတရားဖြင့်ရှင်းကြံကြိုးကုံအာထုံမှတော်မယ်လို့ကိုစီကိုစီသဘောကျပြီးတော့ရှင်းကြံကြိုးကုံအာထုံနိုင်ကြပါစေကုန်တည်း